ျွန်တော်အနေနဲ့ခေါင်းဆောင်မင်းသားဖြစ်ဖို့အတွက်ကျွန်တော်အများကြီးစူးစမ်းရအောင်မယ်ရုပ်ရှင်ကားမှာပေါ့နော်အဲစူးစမ်းနေပါတယ်အဲဖြစ်ဖို့လည်းညှော်လင့်ပါတယ်ပေါ့နော်ဒူလာလေးကိုကိုယ်တိုင်လေးကြော်ကျွေးခဲ့တာလေ ူတွေပေါ်မှာပဲမူတည်တာပေါ့နော်အဓိကတော့ကျွန်တော်အမြင်ပေါ့လေကျွန်တော်အမြင်လဲကျင်းညင်ကျင်းမှာပေါ့လေထုတ်လုပ်တဲ့သူတွေပေါ်မှာပဲမူတည်ပါလိမ့်မယ်ထုတ်လုပ်တဲ့သူကတော့ဒီကောင်လေးကိုတော့ငါတို့မွေးမယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတော့သူတို့ကအမြင်ရှိတာ ਉ လေနော်အဲ့တော့သူတို့ရဲ့ဒါကျွန်တော်ပေါ်မျက်စိကြလာမယ့်အချိန်လေးကိုပဲမျော်လင့်ပြီးစောင့်စားရမှာပေါ့လေ ဒီ168နာရီရုပ်ရှင်ဇာကားကြီးမှာကျွန်တော်ကအောင်လွင်ဦးဆိုတဲ့နေရာနေပြီးပေါဝင်ပြုတ်ဆောင်ထားပါတယ်ခင်ဗျာတွင်ရုံးပါလေတကယ်ကောင်းမှမရှိဘူးဟဲ့ဝန်ထမ်းတွေအားလုံးကမာမီသမီးတွေဟဲ့ဘုရားလုံးဝန်ထမ်းဖြစ်နေတာလေအချစ်ပဲဟဲ့ဟဲ့ အဲသူကတော့ဒီအဲ presenter ပေါ့နော်ဒီကျွန်တော်တို့ပွဲတွေဘာတွေဆိုလို့ရှိရင်သူကအာ mic ကင်ပြီးတော့ဒါ present လုပ်တဲ့ MC သဘောမျိုးပြီးလို့ရှိရင် ကျွန်တော်တို့ interview တွေဘာတွေသွားမိတယ်အဲသူကပဲရှေ့ကနေဥဆောင်ပြီးတော့ပေါ့နော်ဒီ company တစ်ခုကနေ media company တစ်ခုကနေပြီးတော့ဆိုတော့ဒီလို character မျိုးလေးတရုပ်ဆောင်ထားပါတယ်သူကအမြဲတမ်းတသက်ရှင်ရှင်တသက်ရဲ့ပုံစံမျိုးနဲ့အမြဲတမ်းအဲ့လိုမျိုးဟိုနေထိုင်တဲ့ပုံစံလေးကျွန်တော်တရုပ်ဆောင်ထားပါတယ်အဲဒီထဲမှာဆိုလို့ရှိရင်ကျွန်တော်ကအဲဒီ company တစ်ခုတည်းကပဲအာနူနူဆိုတဲ့ကောင်မလေးကိုကျွန်တော်တစ်ဖက်သက်ကြိုက်တယ် အဲ့မှာတော်တော်ဆိုတာရှိသေးတယ်တော်တော်အားကြတော့ကျွန်တော်ကိုတစ်ဖက်သက်ကြိုက်တယ်အဲ့လိုမျိုးပုံစံလေးရုံတွင်းမှာပဲဖြစ်ပြနေတဲ့ပုံစံလေးပေါ့နော်အဲဒါတော့သူ့ character လေးနဲ့သူပေါ့အဲဒီထဲမှာဘလိုလေးတွေပါလဲဆိုတော့ကျွန်တော်တို့ horror လေးပါမယ်အဲ comedy လေးပါမယ်အဲကိုမြင့်မြတ်ကကြတော့ အဲ့ဒီမှာတရေအရန်ကြောက်တဲ့ပုံစံသူပြုံးဆောင်ထားတာဆိုတော့ဒီတရေတွေနဲ့သူဘလိုမျိုးဖြစ်မလဲအဲ့လိုတရေကြောက်တတ်တဲ့သူမှအဲ့လိုမျိုးဝိညာဉ်ကဝင်ပူးတာတွေအမျိုးစုံတွေပေါ့ဒီထဲမှာကျွန်တော်တို့အများကြီးအပျော်ရှင်စရာတွေရောကြောက်လန့်စရာတွေရောအများကြီးထည့်ထားပါတယ်ရိုမန့်စီလည်းပါပါတယ်ခင်ဗျာဟုတ်စကားရဲမှာဘူဟာစော်ကြီးရမ်းမဲ့ကောင်တွေပေါ့အေးအဲ့လိုပုံစံမျိုးလေးတရုပ်ဆောင်ထားတာပေါ့ဒီစော်ကြီးယာကြီးကိုတော့တတ်တတ်တော့မပြပါဘူးဒါပေမဲ့အေးအဲ့လိုပုံစံလေးပေါ့အဲကြီးကြီးရင်တော့တိမာပါ ဟိုကျွန်တော် တို့လည်းရိုက်ကူးထားတာဆိုတော့ဒီကားအဲပြီးမြောက်ဖို့အတွက်ကျွန်တော်တို့ဒီအကောင်းဆုံးဖြစ်ဖို့အတွက်ကျွန်တော်တို့တော်တော်လေးကြာတယ်ဒီကားရိုက်တဲ့အချိန်မှာကျွန်တော်ရက်တွေတော်တော်များများပေးပြီးရိုက်ရိုက်ကူးထားပါတယ်ပရိသတ်တွေမြင်စေချင်တာကလည်းကျွန်တော်ကိုအဲ့လို character ကောင်းကောင်းလေးတွေအဲပြီးလို့ရှိရင်ဒီကျွန်တော်ဘာပဲရိုက်ရိုက်ဇလန်တွေပဲရိုက်ရိုက်ရုပ်ရှင်ကားပဲရိုက်ရိုက်အဲ့လိုမျိုး character ဟိုလုံးကွဲရတဲ့ character လေးတွေကိုသူကမြင်မြင်ကြတယ်ကျွန်တော်ပရိသတ်တွေလည်းကြာတော့လဲဆိုတော့အဲ့ဒီဟာလေးတွေကိုကျွန်တော်အဲတေချာလေးစီစစ်ရွေးချယ်ပြီးတော့ အဲကျွန်တော်ရိုက်ကူးသွားဖို့ရှိပါတယ်အဲဆိုတော့2025မှာကျွန်တော်လုံမဲ့အနုပညာလှူရှားမှုလေးတွေအဲ့လိုမျိုးလေးစီစစ်ထားပါတယ်ကျွန်တော်ဟုတ်ကျွန်တော်အနေနဲ့ခေါင်းဆောင်မင်းသားဖြစ်ဖို့အတွက်ကျွန်တော်အများကြီးစူးစမ်းရအောင်မယ်ရုပ်ရှင်ကားမှာပေါ့နော်အဲစူးစမ်းနေပါတယ်အဲဖြစ်ဖို့လည်းညှော်လင့်ပါတယ်ပေါ့နော်အဒါဒီကအကုန်လုံးကလည်းဒါဟိုအဖက်ဖက်ကနေအများကြီးဟိုကံတရားရောပြီးတော့စမ်းရော ဟိုဝရိယရောအစုံပေါ့နော်ဒါတွေအကုန်လုံးတိုက်ဆိုင်မှာ prime time ရောက်တဲ့အချိန်မှသာလင်ဖြစ်မယ်လို့လည်းကျွန်တော်ယုံကြည်ပါတယ်အဲအဲ့ဒီအတွက်လည်းကျွန်တော်အခုချိန်အထိပေါ့နော်ကျွန်တော်ဖြတ်သန်းလာတဲ့ဒီဆယ်စုနှစ်ကျော်ကာလအထိကိုလည်းတရက်မှကျွန်တော်ဟိုပေါ့ပေါ့တန်တန်ဖြတ်သန်းခဲ့တဲ့ရက်တွေကျွန်တော်မရှိပါဘူးအဲကျွန်တော်ဖြစ်ချင်ပါတယ်မဖြစ်ချင်ဘူးမဟုတ်ဖြစ်ချင်ပါတယ်အဲ့အတွက်လည်းကျွန်တော်စူးစမ်းနေပါတယ် အဲစူးစားတဲ့ဟာလေးအရာထင်မဲ့နေကိုလည်းကျွန်တော်စောင့်မြော်နေပါတယ်ခင်ဗျာဟုတ်ထုတ်လုပ်သူတွေပုံမှာပဲမူတည်တာပေါ့နော်အဓိကတော့ကျွန်တော်အမြင်ပေါ့လေကျွန်တော်အမြင်လဲချင်းညင်ချင်းမှာပေါ့လေထုတ်လုပ်တဲ့သူတွေပုံမှာပဲမူတည်ပါလိမ့်မယ်ထုတ်လုပ်တဲ့သူကတော့ဒီကောင်လေးကိုတော့ငါတို့ငွေးမယ်ဆိုလို့ရှိရင်တော့ဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတော့သူတို့ကအမြင်ရှိတာ ਉ နေနော်အဲ့တော့သူတို့ရဲ့ဒါကျွန်တော်ပုံမျက်စိကြလာမယ့်အချိန်လေးကိုပဲမျော်လင့်ပြီးစောင့်စားအောင်မှာပေါ့လေအဲဒါလည်းပုံပြိတ္တဘက်ကလည်းလိုသေးတယ်အဖက်ဘက်ကခုနကကျွန်တော်ပြောသလိုဖက်ဘက်က producer ကလည်းဟို ပူပေါင်းမဲဒါဒါပြိသက်ကလည်းလက်ခံမဲဆိုလို့ရှိရင်ဒါကဖြစ်သွားပါဖြစ်သွားမှာပါပြိသက်ကပဲအပိနေလို့လည်းမဖြစ်ပြန်ဘူးပြိသက်တွေကြီးဖို့ထုတ်လုပ်ပေးတဲ့သူကလည်းဒါထုတ်လုပ်ပေးမှသာလေကျွန်တော်တို့ကနေရာရမှာပေါ့လीเนาะအဲကျွန်တော်တို့ရဲ့168နာရီရုပ်ရှင်စကားကြီးကအခု match လ21ရက်နေ့ဆိုလို့ရှိရင်မြန်မာတိုင်းနိုင်ငံလုံးမှာရုံတင်ပြသပြီးဖြစ်တဲ့အတွက်ကြောင့်မလို့အဲလာရောက်အားပေးကြပါအောင်ကျွန်တော်တို့ actor တွေအများကြီးမင်းသားမင်းသမီးတွေအများကြီးတဲ့ပါဝင်တရုပ်ဆောင်ထားပါတယ် အဲကြည့်ပြီးတော့အားပေးဝေဖန်ပေးကြပါအောင်လို့လည်းဒီကနေ့မြတ်တာရက်ခံပါတယ်အားလုံးကျေးဇူးများရှိတင်ပါတယ်ခင်ဗျာ